Okay delivery မျိုးဘယ်လိုလုပ်ရဲဆိုရင်ကျွန်တော်တော့ခုပြောပြမယ်နော်အရင်အိုးဆုံးဗီဒီယိုတစ်ပုတ်ရိုက်မယ်နော်ဒီလိုမျိုးကဲရေးပြီးတော့ပြီဆိုရင်ကက်ကထဲဝင်မယ်နော်ကက်က new project ထဲဝင်မယ်ပြီးတော့ခုနရိုက်ထားတဲ့ video လေးကိုရေးပစ်လိုက်မယ် ပြီးတော့ရေပုံးလေးပဲပေါ်တဲ့ချိန်လေးကိုရေးမယ် split လောက်လိုက်နောက်ကဟာကို overlay လုပ်မယ် overlay လုပ်ပြီးသွားရင် shift ကိုပို့လိုက်မယ် overlay လုပ်ပြီးသွားပြီးဆင်ကွာကိုချိန်ရမှာဘောနော်ဒီဟာလေးကိုချိန်ပြီးသွားလို့ရှိရင် mask mask tag ကိုဝင်မယ် mask နဲ့လုပ်လိုက်မယ် mask ကမြင်ပြောင်းလေးကိုပဲရေးပြလိုက်ပါမယ်ပြီးတော့လှဲ့မယ်လှဲ့မယ်လက်နဲ့လှဲ့မယ်အဲရေပုံးနဲ့တစ်သက်သေးအောင်လှဲ့မယ်အဲ့လိုအဲထားတဲ့ပုံစံလေးနဲ့ အမ်သူယူထားတဲ့ပုံစံလေးကိုပြီးတော့အုတ်ဖက်တောင်းလေးကအပေါင်းလေးကိုနှိမ့်မယ်ပြီးတော့နည်းနည်းချင်းစီဆွဲမယ်နည်းနည်းချင်းစီဆွဲမယ်ပြီးတော့နည်းမုံသွားအောင်နည်းနည်းဆွဲတင်လိုက်โอเคခုစံပြီးသွားပါပြီပေါ်လေးရ export လေးကိုနှိပ်ပြီးတော့ကိုလိုချင်တဲ့အဲငကိုခွဲ video လေးကိုလောက်လို့ရပြီပေါ့နော်